ပြည်ပမှာနေထိုင်နေတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းရင်လက်ရှင်နာဝတ်ကိုစံဈေးကွက်ပေါက်ဈေးထက်ပိုပေးဝယ်တဲ့စီမံချက်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံပိုင်ဗန်နာငွေဆုံးရှုံးမှုအတွက်လက်နာကြီးဘတ်7ဘီလီယံအမေရိကန်ဒေါ်လာ393တန်းပေးဆက်ဖို့ထိုင်းတရားရုံးကမေလ22ရက်နေ့မှာအမိန့်ချမှတ်ခဲ့ပါတယ်ထိုင်းတရားရုံးကဒီအမှုနဲ့ပတ်သက်ပြီးတော့2018ခုနှစ်ကရင်လက်ကိုထောင်ဒဏ်9နဲ့ချမှတ်ခဲ့ပါတယ် ဘီလီယနာရှင်နာဝတ်မိသားစုဝင်၄ဦးရဲ့ကတအူးဖြစ်တဲ့ထိုင်းဝင်ကြီးချုပ်ဟောင်းရင်လက်ဟာတောင်သူတွေကိုဈေးကွက်ပေါက်ဈေးနှုန်ထက်50ရာခိုင်နှုန်းအထိပိုပေးခဲ့တဲ့ဆန်စပါးစီမံချက်အတွင်းအကျင့်ပြက်ခြားစားမှုတွေကိုမတားဆီးနိုင်မှုနဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရကပြည်ပမှာရှောင်သိမ်းနေခဲ့ရပါတယ်။သူမရဲ့ဖွေထိုင်းပါတီမူဝါဒဖြစ်တဲ့ဒီအစီအစဉ်ကြောင့်နိုင်ငံတော်ဘန်နာ ဒေါ်လာဘီလီယံများစွာရှုံရှုံပြီးတန်းနဲ့ချီတဲ့စံတန်ချိန်တွေမရောရဘဲဖြစ်ခဲ့ပါတယ်။ထိုင်းနိုင်ငံဟာကမ္ဘာပေါ်မှာဒုတိယမြောက်စံအတင်ပို့ဆုံးနိုင်ငံ ဖြစ်ပါတယ်။ဗဏ္ဍာရေးဝန်ကြီးဌာနကိုနှစ်နာချီဘတ်35ဘီလီယံပေးဆက်ဖို့ရခင်ကချမှတ်ခဲ့တဲ့အမိန့်အပေါ်ရင်လက်ကအယူခံဝင်ခဲ့ပြီးတဲ့နောက်တရားရုံးကဘတ်30ဘီလီယံဒါပေးဖို့မေလ22ရက်နေ့ကချမှတ်ခဲ့တာပါ။ အသက်58နှစ်ရှိပြီဖြစ်တဲ့ရင်လဟာ2017ခုနှစ်ရွေးကောက်ပွဲမှာအပြတ်သက်နိုင်ရခဲ့ပြီးတဲ့နောက်ဝင်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်ရှင်လဟာ2014ခုနှစ်စစ်အာဏာသိမ်းမှုမှာအစိုးရဖယ်ရှားခံရတဲ့အချိန်မတိုင်မီရက်အနေငယ်အလိုမှာယာယူကနှုတ်ထွက်ခဲ့ပါတယ်။သူမဟာလက်ရှိထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝက်ရဲ့အတော်ဖြစ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့နိုင်ငံရေးဩဇာအာဏာရှိသူတပ်ဆင်ရှင်နာဝက်ရဲ့ညီမလည်းဖြစ်ပါတယ်။ အပယ်ကန်နိုင်ငံရေးသမားဘဝအဖြစ်ဆယ်စုနှစ်ကြာဖြတ်တန်းခဲ့ရတဲ့ဖွေထိုင်းပါတီအာဏာပြင်ရတဲ့နှစ်နှစ်တော်အတွင်းဒီဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ပြီးတော့ထောင်ဒဏ်ကင်းလွတ်ဖို့ပြည်ပမှာ15နှစ်ရှောင်နေခဲ့တဲ့အကိုဖြစ်သူတက်စင်ကလည်းပြည်ရင်းသို့ပြန်ဝင်ရောက်လာခြင်းနဲ့အချိန်ကိုက်ဖြစ်ပါတယ်။ရှင်နာဝတ်မိသားစုကဘယ်အမှားရွေးမှမလုပ်ထားကြောင်းညှင်းဆိုထားပြီးသူတို့ဟာရှေးဦးဆွဲဝါဒီတွေနဲ့ တော်ဝင်စစ်တပ်ကဩဇာရှိသူတွေနဲ့နိုင်ငံရေးပြတ်မှတ်တွေဖြစ်ခဲ့ရာကြောင်းအစဉ်တစိုက်ပြောကြားခဲ့ပါတယ်။ရင်လက်ကဒန်ငွေဘတ်30ဘီလီယံပေးဆောင်ခိုင်းတဲ့အမိတ်ဟာလွန်လွန်ကြောင်းမီလတ်22ရက်နေ့ကပြောခဲ့ပါတယ်။ကျမတသက်လုံးဆက်နေရင်တော့ကြေမာမဟုတ်ဘူး။တရားမျှတမှုရရှိဖို့ဆက်လက်တိုက်ပွဲဝင်သွားမှာပါလို့ရင်လက်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါရခင်ဗျာ။ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။